ဒီနေ့တော့ကျွန်တော်ရဲ့မီးကင်နဲ့အခန်းပုံစံလေးပေါ့နော်ကျွန်တော်မီးကင်နဲ့ပုံစံလေးကိုပြပေးတာပေါ့ချက်ကလေးမီးကင်နဲ့ခန်းမှာမီးအပူအအေးဘလို့ထိုင်းလဲဆိုတော့အပူထိုင်းတာထက်ဆိုင်ရင်အပူအအေးကိုဘလို့တိလဲဆိုလို့ရှိရင်ကျွန်တော်ဒီချက်ကလေးဒီနေ့တဲ့ပုံစံကိုကြည့်ပြီးတော့အပူအအေးပူလားအေးလားကျွန်တော်ကြည့်လို့ရတာပေါ့နော်တခြားဟာလိုက်ကြည့်စရာမလိုဒီလိုမျိုးချက်လေးတွေပြန့်နေဆိုတော့ပြန့်နေတယ်ဆိုလို့ရှိရင်ဒါအပူအအေးနှာတတယ်လို့ပြောလို့ရတာပေါ့ အကယ်၍သူစုတ်နေမယ်ဒါမှမဟုတ်ဘေးမှာကတ်နေမယ်ဆိုလို့ရှိရင်အလဲမှာစုတ်နေရဆိုရင်တော့ဒါသူအေးလို့ပေါ့ဘေးမှာကတ်နေရဆိုရင်တော့ဒါအပူများလို့အလဲမှာမီးထဲလို့ပေါ့ဒါအခုကရာသီဥတုကလည်းပူတယ်ဆိုတော့ဒါကျွန်တော်မီးလည်းမထည့်တာဘောနော်အပူမီးလုံးလည်းမတုံးတာဘောအပူမီးလုံးလည်းမတုံးတာဘောဒီလိုမျိုးလေးကြက်ကလေးတွေကနေတာပြန့်နေတယ်ပေါ့ကျွန်တော်ကတော့ဒီပုံစံအတိုင်းမသွားတာဘောနော်ဒါကျွန်တော်မီးကြိုက်တဲ့ပုံစံပေါ့ဒီမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါကျွန်တော် ချက်ကလေးတွေကိုမီးအပူပေးတဲ့မီးလေးပေါ့မီးလာရင်တော့ကျွန်တော်ဒီកောင်လေးတွေဒီកောင်မျိုးတောင်းတာပေါ့နော်ဒါကတော့ဒီလက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်မှာဝယ်ရလွယ်ပါတယ်တခုကျွန်တော်မထွန်သေးဘူးဘာဖြစ်ဆိုတော့ဒီအခန်းထဲမှာအပူချိန်ကများနေတယ်ဒီမီးလုံးကျွန်တော်ထွန်လိုက်မယ်ဆိုလို့ဆိုရင်ဒီမီးလုံးအောက်မှာချက်ကလေးတွေမနေတော့ဘာဖြစ်ဆိုတော့ပူလို့နော်ဒါကညဘက်အေးတဲ့ချိန်လောင်းအောင်မှကျွန်တော်ထွန်တာပေါ့မှချက်ကလေးတွေကပြန့်နေအောင်တို့လား ဒါဆိုလို့ချင်းသူနေထိုင်လို့ကောင်းတဲ့ပုံစံမှာရှိတာပေါ့ဒီလိုမျိုးမိကြိုင်ခန်းကဒီလိုမျိုးချက်ခေးတွေပြန့်နေရမှာအများတန်းမမောင်းမင်းနဲ့ပြန့်နေရမှာနော်ကိုတချို့တည်းကြတော့ဟိုမောင်းပြီးတော့လှုပ်ပြန့်လိုက်တာပေါ့အဲ့လိုမျိုးမဟုတ်ဘူးတွတ်သူနေလဲပြန့်နေရမှာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီအစာထဲတဲ့နေရာမှာဆိုလို့ချင်းကျွန်တော်တို့ဒီအစာဆိုလို့ချင်းဒီမှာကြည့်ကျွန်တော်ဆိုလို့ချင်းအစာတလောက်ပဲထည့်တာအစာအများကြီးထည့်လို့မရအောင်လားဆိုရင်ထည့်လို့ရတယ်ဒါပေမဲ့အဖိတ်စင်များတာပေါ့ ျောဒီမှာသူအစကွက်လေးမှဆိုရင်ကျွန်တော်ကောက်လို့ဆိုရင်မဖိတ်အောင်လို့နည်းနည်းလေးပဲထည့်ပေးတယ်အစတကယ်တော့ကိုကဒီခွက်အပြည့်ကိုထည့်ထားမှဆိုလို့ဆိုရင်ဒီဒီဘေးနာသူတို့စားနေတဲ့ခွက်လေးမှဆိုရင်အပြည့်ဆိုလို့ဆိုရင်သူတို့အောက်ရက်ချအောင်ပေါ့ကြချတဲ့ခါကျရင်အစာလေလွင့်များတာပေါ့တော့အစာတလောက်ပဲထည့်တယ်ခေါင်းစင်းတစ်ခါထည့်ပေးတယ်အလုံးတော့ရှောက်တာပေါ့ဒါမဲ့အစာဖိတ်စင်နေသွားတာပေါ့ဒါကျွန်တော်မိကြိုင်တဲ့ပုံစံပေါ့နော် ဒီဒီခုဆိုလို့ရှိရင်ကျွန်တော်ဘက်မှာတော့အခုကရာသီဥတုပူတဲ့ခါကျတော့ကျွန်တော်အတွင်းလိုက်ကတော့မှဖွင့်ပလိုက်တာပေါ့နော်အပြင်လိုက်ကတော့ပဲထားတာမသိလားဒါကျွန်တော်ချက်ကတောင်းရတာပဲရှိသေးတယ်တချို့တလေပြောကြတယ်ဟိုအလုံးပိတ်အလုံးပိတ်ပြီးတော့နော်ရက်ရက်နူးလို့ရှိရင်အလုံးပိတ်ပြီးတော့ထားတယ်လေဝင်ပေါက်လုံးဝမပေးဝင်ဆိုတော့ကျွန်တော်လောက်တဲ့ပုံစံကတော့ ကြက်တွေကိုပဲကြည့်တာဘာဖြစ်ကြက်ကတော့ကိုယ်ဆရာပဲပူလာအေးလာသူပြောတာပေါ့နော်ပူလာအေးလာဆိုရင်သူအချင်းလေးတွေကိုကြည့်ပြီးတော့သိရတာပေါ့ဒီမှာပေါ့ကျွန်တော်ဆိုလို့ရှိရင်ဒါ၃ရက်သားပဲရှိသေးတယ်ကျွန်တော်အတွင်းလိုက်ကဖွင့်လိုက်တာအတွင်းလိုက်ကအကုန်လုံးဖွင့်ထုတ်လိုက်တာရာသီဥတုကပူတယ်မှသူတို့နေထိုင်ကောင်းအဲ့ဒီလိုမျိုးပေါ့ဒါကျွန်တော်မိကြိုက်တဲ့ပုံစံပေါ့ နောက်တစ်ခုကကျွန်တော်ဒီအောက်ကအောက်ကကျွန်တော်ဒီဖွဲခင်းထားတဲ့နေရာပေါ့နော်ဖွဲခင်းထားတဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကြက်ချီမရှိဘူးနေတန်း6တွေ့ပြီးတော့6တွေ့ပြီးတော့ကြက်ချီလည်းတန့်ရှင်းနေရောဒါဆိုလို့ရှိရင်ကျွန်တော်တနေ့တစ်ခါကျုံပေးတယ်ဒီကြက်ချီမကျုံလို့ရှိရင်ဒီအောက်ကဆိုလို့ရှိရင်သူပုတ်တယ်ပုတ်လို့ရှိရင်ကြက်ကကြက်ချီပုတ်ပြန်မိတာပေါ့အဲ့ခါကျရင်ခြေထောက်နာတာတော့ ဟိုဘယ်လိုပြောမလဲလမ်းမလျှောက်တာတို့အဲ့ဒီမှာအဲ့ဒါတွေဖြစ်တာပေါ့ဒါဆိုလို့ဆိုရင်ဒါကျွန်တော်ကျွန်တော်ကြက်လေးဆိုလို့ဆိုရင်ကျွန်တော်ဖွင့်ခင်းရမှာကြည့်ရွာနေအောင်အဆိုးမရှိဘူးနော်မကြည့်အဆိုးမရှိဘူးကျွန်တော်အောက်ကြံကင်းအများအားတန့်ရှင်းနေအောင်ထားတာပေါ့သူတို့ကအာသူတို့ကအတန့်တအားကြိုက်တယ်လေအဲ့ဒါကြောင့်မို့လို့အဲ့လိုမျိုးကြံကင်းနေလဲတန့်အောင်ထားရတယ်အပူအအေးလဲအဲ့လိုမျိုးပေါ့ကျွန်တော်ချက်ချင်းတွေကိုကြည့်ပြီးတော့ပဲအပူအအေးကိုချိန်တာပေါ့ ဟိုဘယ်နဲ့ရသားမှကျန်းကျန်လှောက်ရမယ်လို့အပူပေးဘယ်နဲ့ရသားဒီအပူပေးရမယ်လို့အပူချိန်ဘလောက်တော့ပုံတင်မရှိဘူးကျော်ကြရာဒီလိုတို့အချင်းတွေကိုကြည့်ပြီးတော့မှလောက်တာပေါ့ဒါဆိုလို့ဆိုရင်ကျော်ကြက်ကလေးက3ရက်သားပဲရှိသေးတာပေါ့ဒါကတော့ကျွန်တော်မိကြိုင်ခန်းတဲ့ပုံစံမိကြိုင်တဲ့ပုံစံလေးပေါ့နော်